။ယင်းနေ့ကကျွန်တော်ဒီ point to point အကြောင်းစပြီးတော့မိတ်ဆက်ထားတယ်။ point to point ဆိုတာကောက်ဝေးမတူတဲ့ဟာတွေ၊ network တွေကိုကျွန်တော်တို့ wireless နဲ့ချိတ်ချင်တဲ့အခါမှာသုံးပါတယ်။ point to point လို့ဘာလို့ခေါ်ရလဲဆိုရင်ဟိုဘက်မှာလည်းတစ်ခုပဲရှိမယ်။ဒီဘက်မှာလည်းတစ်ခုပဲရှိမယ်။ဒီကသွားရင်ဟိုရောက်မယ်၊ဟိုကသွားရင်ဒီရောက်မယ်။အဲ့ဒါကို point to point လို့ခေါ်တယ်နော်။အဲ့တော့မှာ wireless topology မှာဘာ device မှာ satellite connecting device မှာပါပဲနဲ့ချိတ်မယ်ဆိုရင် at hole လို့ခေါ်တယ်ဂျာထဲမှာ software container type ပါမယ်ဆိုရင်ကျတော့သူ့ကိုဘာလို့ခေါ်လဲဆိုရင် infrastructure လို့ခေါ်မယ် wireless မှာလောလောဆယ်ကျွန်တော်က topology နှစ်ခုပဲရှိမယ် point to point ကကျတော့ at hole topology ကိုသုံးတယ်နော် point to point ဂျာထဲမှာ software container type မပါဘူးကျွန်တော် at hole topology ကိုသုံးတယ်အဲ့တော့ချိန်တဲ့အခါမှာဒီ mode သုံးခုကိုသိရမယ် access point mode ရယ်နောက်ခေါ်ကျတော့ ap client mode ရယ်ဆိုပြီးတော့လောလောဆယ်နှစ်ခုသိရမယ် connection share ပေးမဲ့ wireless wireless band တခုသည်ဘာလို့သုံးရမလဲဆိုရင် AV ကိုသုံးရမယ်ဟိုဘက်ချင်းကဘာလို့သုံးရမလဲဆိုရင် station သုံးဖို့ AV client mode ကိုသုံးပေးရမယ်အဲ့လိုသုံးပြီဆိုမှတို့လုံးတစ်ခုကချိန်လိုက်မယ်နော်အဲ mode နှစ်ခုတူနေရဆိုရင်ချိန်မှာမဟုတ်ဘူးနော် Okay ဟုတ်ပြီအဲ့ဆိုရင်အဓိကအရေးကြီးဆုံးကချိန်မဲ့ကိုချိန်မဲ့အစာအုပ်နှစ်ခုကြာအကွာအဝေးတွေပါဖြစ်ရမလဲဆိုရင် line of sight ဖြစ်နေရမယ်ဂျားထဲမှာအခုခံဘာမှမရှိရဘူး line of sight ဖြစ်နေမှရလိမ့်မယ် line of sight မဖြစ်ဘူးဆိုရင်ကြတော့ အဆင်မပြေဘူးပေါ့နော်။ဒါနဲ့မြပိုးရိုင်တွေကိုမြင့်ပေးရမယ်။ line outside မဖြစ်ဘူးဆိုရင်မြင့်နိုင်တယ်များထပ်ပြီးရောမြင့်ပေးရမယ်ပေါ့နော်။အဲ့ frequency band တွေရှိတယ်။အဲ့တော့ wireless point to point link တွေမှာဆိုရင်ဘယ်လောက်သုံးလဲဆိုရင် 254GHz သုံးတယ်၊ 5GHz သုံးတယ်။ဒါအတမန်အမှန် user တွေထုတ်ရောင်းတဲ့ device တွေမှာဆိုအဲ့ဒါသုံးတယ်ဒါပေမဲ့တချို့ radio ဆက်ကြောင်းဝေးတဲ့နေရာတွေချိတ်မဲ့ခါမှာဆိုရင်တဲ့ 24GHz ကနေပြီးရော 60GHz ထိသုံးတယ်ဒီ device တွေကတော့ဈေးကွက်မှာမရှိဘူးရှားလိုက်မယ်ပေါ့နော်ကျွန်တော်ရောင်းတဲ့ထက်မှာတော့မပါဘူးရှားလိုက်မယ်ဒါပေမဲ့ကျန်တဲ့ဒီ telecom network တွေ သူတို့တွေတော့သုံးနေတဲ့ device ကြီးရရှိတယ်သူတို့ frequency ဓာတ်ကောင်းတာကိုခဝေးဝေးပို့ဖို့အတွက် frequency band အကြီးတွေနဲ့သုံးနေတယ်အဲ့တော့ frequency band တစ်ခုချင်းစီမှာအားနည်းချက်အားတာချက်တွေရှိမယ်ဟာ2.4ကကောင်းလား5ကပိုကောင်းလားဆိုရလို့တော့မဟုတ်ဘူးသူမှလည်းဘာရှိမလို့အားနည်းချက်အားတာချက်တွေရှိမယ်အဲ့ဒီမှာ band width ကိုဘယ်လောက်လိုချင်တာလဲ interference ရှိလားနည်းလားပေါ့နော်ပြီးရင်ဒီ restriction တွေတချို့အဲချိုးဥပဒေရဗားရီကာကွာကွဲထားရတယ်ပေါ့နော်အဲ့ဒီချက်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကစဉ်းစားရမယ်ရွေးချယ်ရမယ်ပေါ့နော်ဒါပေမဲ့အလွယ်တကူမှတ်ရမယ်ဆိုရင်ကျွန်တော်က wireless 1.2.3တဲ့ခါမှာခက်ဝေးဝေးရောက်ချင်ပါဘူးတော့နော်2.4ကိုသုံးတယ်2.4 GHz ကိုသုံးတယ်အဲ့တော့ခဏနည်းမှာပဲ bandwidth များခြင်းနဲ့စင်ပါအောင်သုံးနေစင်5 GHz ကိုသုံးတယ်ဒီရောက်မှာတော့သူရဲ့သုံးတဲ့ဟာတွေပေါ့နော် VLF very very low frequency ကနေပြီးတော့မှဒီအမြင့်ဆုံးနေသည့်ကျွန်တော်တို့ဒီမှာရှိနေမယ်အဲ့တော့စပြီးတွေ့ရမှာ antenna အဲ့တော့ antenna ရဲ့ power ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့1.2.3 နဲ့ဘယ်လောက်ပမာဏထိသူလွှမ်းခြုံနိုင်လဲဆိုတာကိုတွက်ချက်တွက်ချက်ရနိုင်ပြီပေါ့နော်အမန္တနာအားနည်းတယ်အန္တနာပါဝါနည်းတယ်ဆိုရင်ခဏနီးပဲချိန်လို့ရမယ်အန္တနာပါဝါများတယ်ဆိုရင်အဝေးကြီးရနိုင်ပြီပေါ့နော်အဲ့တော့အန္တနာကဘာလဲဆိုရင်သူဘာလုပ်ပေးလဲဆိုရင် electromagnetic wave ကနေပြီးတော့ဘယ်ကိုပြောင်းလဲဆိုရင် electric current ကိုပြောင်းပေးရလှိုင်းကနေပြီးတော့ electric current ကိုပြောင်းပေးရ electric current နဲ့လှိုင်းကိုပြောင်းပေးရ vice versa ပေါ့နော်အန္တနာတွေကိုအသုံးပြုတယ်ဘာလို့တော့လဲဆိုရင် electronic magnetic field တွေကိုသူက ionization ဟို ionize ion ပါတဲ့ fee တွေ ion မပါတဲ့ fee တွေမျိုးမျိုးရှိသေးတယ်ဗောနဒီမှာထားတော့သူအဓိက line တွေကိုထုတ်ဖို့အတွက်ကိုသုံးပေးတယ်နောက်ချက်ကကျတော့ antenna က wireless point to point link link တွေမှာအရေးကြီးဆုံးနေရာနေပါဝင်တယ်ဘာ antenna သုံးထားလဲ antenna power ဘယ်လောက်ရှိလဲပေါ့မူတည်ပြီးတော့မှအဆုံးဖြတ်လို့ရမယ်အဲ့မှာသုံးမဲ့ antenna မျိုးစားတစ်မျိုးလာပြီနောက်ထပ် antenna သုံးမျိုးရှိတယ်အဲ့ထက်မှာသုံးမဲ့ antenna ဒီ high gain direction နဲ့ antenna ကိုသုံးတယ်အဲ့ point to point မှာတော်တော်သုံးတဲ့ antenna ဘာ antenna လဲဆိုရင် high gain direction နဲ့ antenna ကိုသုံးပါတယ် ဲ့တော့ဘာတွေလဲဆိုရင် signal strength ကိုတနေရာထဲမှာပဲ direction တစ်ခုတည်းကိုပဲ focus ထားပြီးတော့ဖြန့်ဝေတယ်အဲ့တကြောင့်မဘာအားသာချက်ရှိမလဲဆိုရင် range တွေပို့ပြီးတိုးလာမယ် signal strength ပို့ပြီးတော့ကောင်းမယ်အဲ့ antenna ဘာ antenna လဲဆိုရင် high gain antenna ကိုခေါ်ချင်တာ antenna can have different beam width beam width တွေအများကြီးရှိနေတယ် beam width အကြောင်းတော့မှာပါတယ် gain ပြကြ polarization နေလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တစ်ချက်ကြည့်အောင်ဒီပုံမှာ multiply ကွဲသွားနိုင်မယ်အဲ့တော့ ohm direction နဲ့ antenna အိမ်သုံး wifi အများဆုံးဒီဘာကိုသုံးလဲဆိုရင် omni direction နဲ့ internet ကိုသုံးပါတယ်မနေ့ကပြောခဲ့ပြီးသားအဲ့တော့ radio frequency ကိုဘယ်ဘယ် direction မှာလဲ360 degree ပတ်ပတ်တယ်သူ့ရဲ့ antenna တိုင်းရဲ့360 degree ပတ်ပတ်တဲ့တော့ရတယ်ဆိုရင်သူ့ကိုဘာလို့ခေါ်လဲဆိုရင် omni direction နဲ့ antenna လို့ခေါ်ပါတယ်အဲ့တော့သူ့ရဲ့ beam ကခုနပြောတဲ့ beam width ကဒီလိုပုံစံပပက်လေကိုသူဖြန့်နေလိမ့်မယ်အဲ့ဒါကိုဘာလို့ခေါ်စင် omnidirectional antenna နောက်တစ်မျိုးလာပြီ directional antenna directional antenna ကြာပါလဲဆိုရင်သူ့ရဲ့ radius က45 to 90 degree ရှိမယ်ကျင်းသွားပြီ သူကသူ့ရဲ့ area specific တစ်ခုတည်းကိုပဲသူကဖြန့်ပေးနိုင်မယ်ပတ်ပတ်လည်းဖြန့်နိုင်လားမဖြန့်နိုင်တော့ဘူးเนาะ55သို့မဟုတ်60 degree ပေါ့เนาะ60 degree ဖြန့်နိုင်မယ်အဲ့တော့60 degree antenna သုံးမဲ့ဆိုရင်ကျွန်တော်ပတ်ပတ်လည်းရခြင်းဆိုရင်၄လုံးလို့မယ်ဟုတ်ပြီเนาะ၄လုံးလို့မယ်6နဲ့၄18ကျွန်တော်က360 degree ရှိကြအောင်မလို့60 degree antenna ကိုသုံးထားရဆိုရင် coverage အကုန်လိုခြင်းနဲ့ဆိုရင်ဘာလို့မဲ့ဆိုရင်၄လုံးလိုလိမ့်မယ်ပေါ့เนาะဒါတော့55ဆိုရင်8လုံးလို့ပါပေါ့เนาะအဲ့တော့ကျွန်တော်တနေရာတည်းကိုပဲသွားပြီးချိန်ပေးတယ် ဲ့တော့ direction နဲ့ antenna ရေရကြပါစေရင်တနေရာထဲမှာ direction only တစ်ခုကိုပဲ data တွေကို transmit လုပ်နိုင်တယ် receive လုပ်နိုင်တယ် narrow vein အနေနဲ့ပဲသုံးတယ်အဲ့တော့ vein ကနောက်မှပြပေးထားတယ်အဲ့ဒါဆို narrow vein vein ကရှေ့ရှေ့လေးပဲသူပပလေကိုရောက်လာမရဘူးဘယ်လိုသွားအောင်လဲသူသွားတဲ့ direction နဲ့ antenna ကိုပဲသွားတယ်အဲ့တော့ face to face မဖြစ်ဘူးဆိုရင် line မမိဘူး ်ဒီဒီတိုင်းဆိုမမိနိုင်တော့ဘူးဒီဘက်ကအင်တာနာဒီဘက်ကိုလက်ထားတယ်ဒီဘက်ကအင်တာနာဒီဘက်ကိုလက်ထားတယ်ဆိုမိနိုင်သေးလားမမိနိုင်တော့ဘူးအဲ့တော့အဲ့လိုအင်တာနာတွေမှာကြောက်ရတယ်အဲ့တော့ omni direction နဲ့အင်တာနာခုနပြောတဲ့360 degree semi direction နဲ့အင်တာနာ55 degree 60 degree တွေတုံးတယ်နောက်ဆုံးက high gain direction နဲ့အင်တာနာအခု point to point မှာတုံးတာပါလဲဆိုရင် high gain direction နဲ့အင်တာနာကိုတုံးတယ်ဟိုးအဝေးကိုလမ်းပြီးချိန်ချင်လို့နော်အဝေးကိုလမ်းပြီးချိန်ချင်မှာ point to point မှာတုံးတဲ့အင်တာနာကိုပြောပါစေ high gain direction နဲ့အင်တာနာအိမ်သုံး router တွေမှာတုံးတဲ့အင်တာနာကိုပြောပါစေ omni direction နဲ့အင်တာနာ ကျန်တဲ့ဟွာတွေကျတော့180ဒီဂရီစီမီတာရရှင်နေဒါရရှင်နေအင်တာနယ်ရှိမယ်တချို့ AV တွေမှာသုံးမယ်တချို့ wireless အနည်းမှာချိတ်ချင်တဲ့အနည်းမှာချိတ်ချင်တဲ့နေရာတွေမှာသုံးမယ်အဓိကတော့အသုံးများဆုံးနှစ်ခုက Omni ရဲ့ high gain ရဲ့သုံးမယ်ပေါ့နော်ကျွန်တော်သုံးမှာလာပြီ latency ရဲ့ throughput ရဲ့ bandwidth ရဲ့နော် latency ဆိုတာဘာလဲဆိုရင်မဖြစ်မနေကြာဦးကြာမှာဒီကနေ့ကျွန်တော်အများကြီးပြောဆိုပဲဖျားကြီးကိုသွားရင်လမ်းကျော်ရှင်းနေလမ်းကျော်တားရှင်းနေဆိုရင်ဒီမှာအနည်းဆုံးတော့10မိနစ်တော့ကြာမှာပဲ လမ်းကျော်ရှုပ်ရင်ပို့ပြီးကြမယ်လမ်းကျော်ရှုပ်ပြီးကြတာကို delay လို့ခေါ်တယ်ပုံမှန်တိုင်းတစ်ခုခုကိုပို့ပို့တဲ့ပုံမှန်တိုင်းကြာမှာဘာလို့ခေါ်လဲဆိုရင် throughput လို့ခေါ်တယ်ရတဲ့လမ်းကြီးက6လမ်းသွားကြီးရဲ့ bandwidth တိပ်ပန်လမ်းက6လမ်းသွားဖြစ်ပြဆိုရင် bandwidth တကယ်တမ်းသွားလို့ရတာ4လမ်းသွားပြဆိုရင်သူကဘာဖြစ်သွားလဲဆိုရင် throughput လို့ခေါ်တယ်เนาะအဲ့ဒါ latency latency ကကြာအောင်ကြာလိမ့်မယ်အဲ့ throughput ဆိုတာဗါလဲဆိုရင် throughput ကကြတော့ပမာဏကိုတိုင်းတယ်ဥပမာအဖြစ်ကျွန်တော်တို့ကဟို delivery တစ်ခုပေါ့နော်လဖေးဆိုင်မှာ delivery သမားတွေငှားထားမယ်တယောက်ပဲငှားလိုက်မယ်ဗောလဖေးဆိုင်မှာသူတနာရီတွင်းမှာမင်း delivery ဘယ်နှခေါက်လောက်ပို့နိုင်လဲဆိုသူ6ခေါက်လောက်ပို့ပေးနိုင်မယ်နီးနီးစရာမုံမှားတဲ့ဆိုင်တွေဘယ်နှခေါက်ပို့ပြန်တော့6ခေါက်လောက်ပို့ပေးနိုင်မယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့ကသူ့ကို throughput လို့ခေါ်တယ်သူ့ကိုမေးလိုက်မယ်ဟုတ်ပြီမင်းဘယ်လောက်ထိဟိုပို့ပေးနိုင်မလဲဗောနော်သူကဒါကြတော့ gigabit per second နဲ့တိုင်းနဲ့အော်ဘီသူကကြတော့အဲ့ဆိုရင်ねသူကတနာရီကိုတနာရီတွင်းမှာဘယ်နှခုပို့ပေးနိုင်လဲဆိုပါစေ6ခုပို့ပေးနိုင်တယ်အဲ့ဒါဒီပါလဲဆိုရင် throughput သူတို့ဘို latency ကြတာသူ့ကိုပြောမယ်အဲ့ဆိုရင်လည်း parcel တစ်ခုကိုဘယ်လောက်နဲ့ပို့ပေးနိုင်မလဲ parcel တစ်ခုပေါ်မှာ multi ပြီးစဉ်းစားရင် latency ဟုတ်ပြီနော်အဲ့ဒါအောင်မှာတနာရီတွင်းမှာ parcel ပဲတစ်ခုပို့ပေးနိုင်တဲ့အချိန်ပေါ် multi ပြီးစဉ်းစားရတဲ့ဆိုရင် throughput ဖြစ်သွားပြီသဘောတရားချင်းတော့အတူတူပဲကလိုင်းနဲ့ယာကြီးနဲ့အတူတူပဲဟုတ်ပြီနော်သူဟိုဘောမှာအချိန်ပေါ်မှာစဉ်းစားရရဲ့ပစ္စည်းပေါ်မှာစဉ်းစားရရဲ့ကိုယ်ဆိုဒီပစ္စည်းကိုပို့ဖို့ဘယ်လောက်ကြာမလဲဟာ latency တစ်စက္ကန့်တွင်းမှာဘယ်လောက်ကြာကြာပို့နိုင်လဲဆိုတာ throughput အတူတူပဲเนาะအဲ့တော့အလွယ်တကူမှတ်ရမယ်ဆိုရင် throughput ဆိုတာ accurate data transfer ကိုပြောတာတကယ်ပို့လို့ရတဲ့ပမာဏက accurate data transfer throughput ပေါ့เนาะအဲ့လောက်မှတ်ထားရင်အဆင်ပြေတယ်အဲ့နောက်ခုက wireless ကသူများရဲ့ပုံမှာဖြတ်ပြီးတော့လေထဲကိုလွှင့်ပြီးတော့စီးမှဖြစ်တဲ့အတွက်ကြောင့်မို့ security မကောင်းရင်မရဘူး security မကောင်းရင်ကိုယ့်ရဲ့ data တွေချလို့ဖမ်းယူရမှာပေါ့ wireless ဆိုတာကိုယ့်ရအလွယ်ဆုံးဖြစ်နေတဲ့အတွက်ကြောင့်မို့ကြိုးဝါမှဖြတ်ရသေးတယ် ဆိုကြတော့ wireless ကဖြတ်เสียမှာမလို့ခန်းလို့ရအဲ့ဒါမို့ wireless မှာ security အရေးကြီးတယ်ဒီ device ကဈေးပိုကြီးရဲ့ဘက်မှာ move ပြီးတော့ဘာလို့ဈေးကြီးလဲဆိုရင် wireless security ဘယ်လောက်ကောင်းလဲဘက်မှာ move ပြီးတော့လည်းအရေးကြီး point to point နေမှာကျွန်တော် security ပါအောင်ပါမယ်ဟာပြီးတော့ security မပါဘူးဆိုရင်အဆင်မပြေနိုင်ဘူးအဲ့နောက်ဆုံးတစ်ခုအရေးကြီးဆုံးက alignment and configuration configuration ကောင်းရမယ်ဆိုတော့ဟိုဘက်က AB ဒီဘက်က client configuration မှားလို့မရဘူးဟိုဘက်က2.4ဒီဘက်က5 ်ဟိုကသူရဲ့ frequency မတူရင်အဆင်မပြေပြီးရင် channel ဆိုတာထပ်လာအောင်မယ် channel ဟိုဘက်က channel တခုဒီဘက်က channel တခု channel မတူရင်လည်းမရဘူး configuration အရေးကြီးရနော်ခု alignment ဆိုတာတချို့ဟာတွေကျတော့ mod ပြီးပြတဲ့ဟာမျိုးတွေရှိရယ်ဟိုဘက်ဒီဘက်က land တူနေတယ်အမြင့် height တူနေတယ်ဆိုရင်တော့ကိစ္စမရှိဘူး point to point ပြတဲ့ခါမှာ quality ရပါမယ်တခါလေးမှ mod ပြီးပြရတဲ့နေရာမျိုးရှိဒီကောင်လေးဆို sound ထားတဲ့ဟာတွေအောက်ကို mod ပြီးပြရတဲ့နေရာမျိုးတွေအောက်ကိုငုံပြီးပြရတဲ့နေရာမျိုးတွေရှိနေမယ်အဲ့ဒါ alignment လို့ခေါ်တယ်အဲ့ alignment လည်းနိုင်ရမယ် configuration လည်း မှန်ရမယ်နောက်တစ်ခုကအင်တာနာနဲ့ကိုချိတ်မဲ့အကွာဝေးနဲ့ကြားရတယ်ကတ်ရမယ်အဲ့ဒီချက်လေးနဲ့ပြည့်စုံနေဆိုမှဝါလက်ဆက်ကြောင်းကအဆင်ပြေမယ်နောက်တစ်ခုကသူကအဲ့ဒီမိုးတွေလေတွေမုန်တိုင်းတွေပြင်နေတော့မှတိတ်ပြီးတော့ထူးထူးခြားခြားတိတ်မရှိဘူးရတယ်ကွန်နက်ရှင်တားကြီးနှောက်ရတာမရှိဘူးတဲ့နော်သူရဲ့လှိုင်းကမိုးတွေတားရွာနေတယ်ဆိုရင်မိုးချိုးမုန်တိုင်းတွေပြင်နေတော့မှရနိုင်တယ်အဲ့တော့ကျွန်တော်ဟို MRTV မှာ fixing နဲ့မေးလိုက်တာပေါ့နော်အဲ့ဒီ engineer တယောက်ကိုသူတို့တွေ radio ဆက်ကြောင်းတွေဆက်ထားရတယ်ဒါပေမဲ့ဘလောက်ပဲ mode change ဘယ်လောက်ပဲမိုးသေးပါတယ်ပြောပြော line ပြတ်သွားတာမရှိဘူးမရှိဘူးအဲ့ဒါသူတို့ရဲ့ signal ကအဆင်ပြေတယ်ပေါ့နော်အဲ့ဒီကောင်တွေလည်းအတူတူပဲဒီ line တွေကမိုးချိုးမုန်တိုင်းတွေကြလဲကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်က alternator မြင့်တဲ့အတွက်ကြောင့်မို့မိုးချိုး ESC မှာဆိုလို့ကတစ်ခါလေးပိတ်ရင်ပိတ်ရလိမ့်မယ်ကျန်တာတော့ကြောက်เสียမလို့ဘူးเนาะဆိုတော့ radio set ကြောင်းအောင်ကောင်းကောင်းဖြတ်နိုင်တယ်ပေါ့နော်အဲ့တော့ wireless point to point device ကိုကျွန်တော်တို့ရွေးချယ်တဲ့ခန်းကိုရောက်ပြီ။အဲ့တော့တစ်ချက်လေးပြန်နှွေးလိုက်ရင်ခုန alignment configuration အရေးကြီးရယ် နောက်က security on ပေးရမယ်ပြီးရင် throughput တွေ bandwidth တွေချိန်ရတော့မယ်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်ဒီမှာ antenna တွေအကြောင်းသိရတော့မယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးသိထားရင်ရပြီအရေးကြီးဆုံးတဲ့ number 1အချက်ကတော့အဲ့ line of sight အဖြစ်ကိုဖြစ်ရမယ်ဂျားထဲမှာဘာမှမချထားအောင်